အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Caribbean ပင်လယ်ထဲမှာတော့မိသားစုတစုဟာသူတို့ရဲ့ရွက်လီပေါ်မှာအားလည်းရဲ့ဗန်ပြေခီကိုပျော်ရှင်စွာထွက်နေခဲ့ပြီးတော့မိခင်ဖြစ်သူ Julia ကရေကူးမှုတဲ့ရေထဲကိုခုန်ဆင်းလိုက်တဲ့အချိန်မှာစိတ်ပန်းပြေဖို့ကြိုးစားနေခဲ့တာဖြစ်ပြီးအဲ့လိုရေထဲမှာလင်မျောနေတဲ့အချိန်ဒီစုံတစ်ခုထူးဆန်းတာခံစားလိုက်ရပေမဲ့သူရဲ့ပံဝင်ခြင်းမှာဘာမှမမြင်ရတော့စိတ်ထင်တာပဲလို့ကိုကိုကိုပဲအပြစ်ပုံချပါတယ်။ဒါပေမဲ့စကန်ပိုင်းကြာမှအဲ့ဒီထူးဆန်းတဲ့ခံစားမှုပြန်ပြီးတော့ရောက်လာပြန်ပါတယ်။ ဂျူလီယာဟာဘာမှဆက်ပြီးတော့မမြင်ရပေမဲ့စိုးရိမ်စည်းတွေဝင်လာခဲ့ပြီးရွက်လီစီကိုအတင်းကူခဲ့ဖို့ကြိုးစားနေပါတယ်။ယုဒီရဲ့သူ့ရဲ့ခြေောက်ကိုတခုခုကဆွဲနေခဲ့ပြီးသူဟာအသက်ရှင်ဖို့အတွက်ရေပေါ်ကိုဆက်ပြီးတော့ရရှိဖို့ရုန်းကန်နေပါတယ်။ယူရီကသူ့ရဲ့ပစက်တဲ့ဝင်နေတဲ့အတွက်အော်ဟစ်အကူအညီတောင်းဖို့ခက်ခဲလာခဲ့ပြီးတမင်းဖြစ်သူကက်စီကနှကြက်တထားတာကြောင့်မကြားရပါဘူး။ခင်မုန်းဖြစ်သူတွန်နဲ့တာဖြစ်သူဘင်နူးကလည်းငားများလို့နေတာဖြစ်ပါတယ်။ခဏကြာတဲ့အခါမှာတန်ကဂျူလီယာကိုမမြင်တာကြာပြီဆိုတော့တတိထားမိပြီးရွက်လီပေါ်မှာရှာဖွေရင်းနဲ့သူ့ရဲ့ဇနီးအန်ဒီရဲ့ကြောက်ရွံ့နေတာနောက်ဆုံးမှတွေ့လိုက်ရပါတယ်။ ကလေးတွေကိုအမြန်ခေါ်ပြီးတဲ့နောက်မှာတော့ရွက်လီကိုဂျူလီယာစီကိုပို့ပြီးတော့နီးအောင်မောင်းပြီးတော့ရေထဲကိုခုန်ဆင်းပြီးဇနီးသက်ကိုဖတ်တွေ့ပြီးတော့ရေပေါ်မှာဆက်ရှိအောင်ထိန်းထားခဲ့ပေမဲ့သူတို့ရဲ့ရွက်လီစီကိုပြန်ကူးလာပြီးတော့ကလေးတွေကကိုင်ကြီးဆွဲတင်ပေးခဲ့ရပါတယ်။ဂျူလီယာကိုနေတဲ့ပေးပြီးတော့သူဘာဖြစ်ခဲ့မှမသိပေမဲ့ရေစီးကြောင်းကြောင့်ဖြစ်ရတာလို့ပြောပါတယ်။အရင်ကမှပဲမိသားစုဟာဘင်းရဲ့မွေးနေ့ကိုလက်ဆောင်တွေနဲ့ကိတ်မုန်တွေနဲ့ကျင်းပကြပြီးခက်စီကတော့သူ့ရဲ့ရည်စားနဲ့တီးတဲ့စကားပြောဖို့အတွက် laptop နဲ့အပြင်ကိုထပ်သွားပြီးတော့ video call ခေါ်နေပါဗျ။ ရည်စံကမျိုးပေါ်မှာကြီးမားပြီးတော့မိုးချိန်တန်တွေပါတဲ့တိမ်ထဲတွေပေါ်နေတာကိုပြသပေးမိမကြခင်မှာခေါ်ဆောင်မှုကအဆက်ပြတ်ပြီးတော့ရက်တန်သွားခဲ့ပါတယ်။ကစီကပြင်းပြလာပြီးမိသားစုကိုပြပြတော့တွန်ဟာကုန်းမင်းနဲ့ဝေးတာကြောင့်စကနေမကောင်းတာဖြစ်မယ်လို့ရှင်းပြပါတယ်။အဲ့ဒီမှာပဲသူတို့ဆူညံတန်ကြတာကြောင့်အပြင်ကိုထွက်ကြည့်လိုက်တော့ဝေလာငါအုပ်စုတစ်ခုဖြစ်သွားတာကိုတွေ့ရပြီးတန်ကဝေလာငါတွေဟာကမ္ဘာတန်လိုက်စက်ကွင်းကိုလိုက်နာပေမဲ့မုံတန်းတွေကြောင့်ပုံမှန်မဟုတ်တာတွေဖြစ်လာတဲ့အခါမှာစိတ်ရှုပ်ထွေးပြီးတော့ ကရင်ရင်းစင်ကိုလိုက်သွားတဲ့အကြောင်းလေးရှင်းပြပါရစေ။ယုဒီရဲ့ရွှေလီတွေကလှုပ်ခါသွားခဲ့ပြီးတော့ဘင်းလဲလဲကျသွားခဲ့ပါရစေ။တံကတကူကိုထိခိုက်ပျက်စီးသွားမှာကိုစိုးရိမ်တာကြောင့်ပို့ပြီးတော့တိတိကျကျကြည့်ဖို့အတွက်ရင်ငုတ်ဆင်းလိုက်ပါရစေ။ခဏကြာတော့ပကုံးမှဒဏ်ရာရပြီးတော့ပြန်ပေါ်လာခဲ့ပါရစေ။ဂျူလီယာကဒဏ်ရာကိုချုပ်ပြီးနေတဲ့အချိန်တံကသူ့ရဲ့နောက်မှာတကူကိုခန်းစားလိုက်ရတဲ့အကြောင်းရှင်းပြပြီးတော့လှည့်ကြည့်လိုက်တော့ရွှေလီနဲ့ပန်ကထိမိပြီးဒဏ်ရာရတာလို့ဆိုပါရစေ။သူ့ရဲ့နောက်မှာကုခဲသွားတဲ့အရာကအရန်ကိုကြီးမားပေမဲ့သူလုံးဝမမြင်လိုက်ရဘူးတဲ့။ ြန်တွေ့တာကတော့ရွက်လီမှာစိုးစိုးရွရပျက်စီးမှုတွေရှိနေတာကြောင့်သူတို့အကူအညီခေါ်ဖို့လိုအပ်နေပါပြီ။ဂျူလီယာကရွက်လီရဲ့ရေဒီယိုကိုအချင်းချင်းစူးစမ်းပြီးတော့ဆက်သွယ်ခဲ့ပေမယ့်အချင်းချင်းဖြစ်ခဲ့ပြီးကက်စီကလည်းသူ့ရဲ့ဖုန်းနဲ့စက်ကနေရှာပေးမယ့်အရာမထင်ခဲ့ပါဘူး။အဲဒီအချိန်မှာဘင်ကမျက်နှာဖုန်းနဲ့ပြောင်ပြပြီးတော့ကက်စီကိုတော့လှန့်ခဲ့ပါသေးတယ်။နောက်ဆုံးမှတော့ရွက်လီဟာလုံဝကိုရက်တန်သွားခဲ့ပြီးပင်လယ်အလယ်မှာတောင်တင်လို့သွားပါတော့တယ်။ဂျူလီယာကရေဒီယိုကနေအတန်တခုကြားရပြီမယ့်အဲ့ဒါကလည်းကွဲပြားမှုမရှိဘဲနဲ့စူညံယုံတက်တက်ပါပဲ။ တံကတော့သူတို့မှရေနဲ့အစားအသောက်၄ရက်စာပဲရှိတဲ့အကြောင်းပြောပြီးတော့ငါးဘက်ဆက်လက်တစီဖြတ်သွားတာကိုစောင့်ရမယ်လို့ဆိုပါတယ်။ယူရီယဘယ်ရေဒါကတစုံတရာကိုထောက်လန့်မိပြီးတော့မိသားစုဟာထူးခြားတဲ့စူညံတဲ့တွေကြားလိုက်ရပါတယ်။အပြင်ဝင်ထွက်ကြည့်လိုက်တော့အောက်ကကဲများစွာကကဘာပေါ်ကိုကြီးမားတဲ့တရားမှုတွေနဲ့ပြုတ်ကျထားတာကိုတွေ့ရပြီးထိတ်လန့်လို့သွားပါတယ်။ ဥက္ကငယ်တလုံးကအနီးနားကရေတဲကိုကြာသွားတော့တွန်းဟာအင်ဂျင်ကိုအတင်းတွန်းပြီးတော့မှရွက်လီကိုထပ်မံရှိဖို့ကြိုးစားပါတယ်။အင်ဂျင်ကအရှိကိုသွားဖို့အတွက်ရုန်းကန်နေတဲ့အချိန်နောက်ထပ်ဥက္ကငယ်တလုံးထက်ကြပြီးတော့အဲ့ဒီနေရာကိုထိမှန်ခဲ့ပါတယ်။မိသားစုကကြောက်လန့်နေကြတယ်တယောက်ကိုတယောက်ဖက်တွေလို့ထားကြပြီးအဲ့ဒီအချိန်မှာတွန်းဟာအဲ့ဒီမီလုံးတွေကဥက္ကငယ်တွေမဟုတ်ပဲဂျိုလူတွေဖြစ်တယ်ဆိုတာသတိထားမိခဲ့ပါတယ်။ ပြီးတော့ဘင်ကရွက်လီတွေကမိကိုထွက်လာတာကိုလက်ညှိုးထိုးပြတော့တန်သွားကြည့်ပြီးတော့အင်ဂျင်ဟာလုံးဝပျက်စီးသွားပြီလို့အတည်ပြုပါတယ်။လီတိုင်နိုးစတဲ့မြန်လာခဲ့တဲ့အခါမှာမိသားစုကအထင်းမှဝင်ပြီးတော့ပုန်းကြပေမဲ့တန်လိုင်းအိမ်မြောင်ကတော့ယူသွင်းနေတာကိုသတိမထားမိခဲ့ပါဘူး။ရွက်လီကလှုပ်ခါလာခဲ့ပြီးတော့ဘင်လေးလဲကျသွားခဲ့ပြီးတရားထက်ပြီးတော့ရှားခဲ့ပါတယ်။လိုင်းတွေရက်ခတ်နေတဲ့အချိန်မှာတွတ်ဟာလီတိုင်ကိုခင်ရပြီးတော့အပြင်ဘက်ကတစ်တာတွေကအသက်ငယ်အင်ကြီးတွေယူလာခဲ့ပါတယ်။ အဲဒီအချိန်မှာမိမိကလည်းပြတ်သွားတာကြောင့်ဒွန်ကပါဝါပေါက်ပေါက်ကခလုတ်တစ်ခုကိုအမြန်သွားပြီးတော့နှိပ်တော့မိပြန်လာတော့ဘင်းကဂျူလီယာရဲ့နှာခေါင်းကတွေ့ရထွက်နေတာသတိထားမိပြီးဂျူလီယာကမူးဝေလာခဲ့ပြီးကက်စီကတော့အော့အန်မိုးတွေစလုံးစီကိုပြေးရပါတော့တယ်ဒွန်ကတော့ရီယိုကိုဆက်ပြီးတော့စူးစမ်းပြီးမဲ့အချင်းကြီးပဲဖြစ်နေပြီးယိုဒီယေပဲမိသားစုဟာမြင်မာလာတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးတော့လီရီကလည်းပို့ပြီးတော့ဆိုလာခဲ့ပါတယ်ဂျူလီယာကတကားတွေကိုပိတ်ထားဖို့အတွက်စူးစမ်းခဲ့ပေမဲ့လေကားအဖုံးတစ်ခုကပွင့်သွားပြီးတော့မကြခင်လေတိုင်နှုံးတွေကြောင့်ဗီလင်းပေါက်ကလေးကွဲကုန်ပါတယ် တွင်ကမီရှုတစ်ခုကိုထွင်ပြီးရဲ့နောက်မှာမှောင်မဲမှုကိုဖုံးလွှမ်းလို့သွားစီပါတယ်။နောက်နေ့မနက်မှာတော့သူတို့အားလုံးအသက်ရှင်နေတာကြောင့်အံ့အားသင့်စွာနဲ့နိုးလာခဲ့ပြီးရွေးလီကတော့ပျက်စီးနေပါပြီ။မိသားစုအပြင်ကိုထွက်ကြည့်လိုက်တော့ပိုပြီးတော့ထိတ်လန့်စရာကောင်းတာတွေ့လဲရပါတယ်။အဲဒါကတော့ကဘာဘောကတမုတ်ရီအားလုံးဟာပျောက်ကွယ်သွားခဲ့ပြီးသူတို့ရဲ့ရွေးလီကကုန်းမြေပေါ်မှာတောင်းတနေရပါ။သူတို့ဟာတဲကန်နေရကိုကြောင်ပြီးတော့ကြည့်နေကြပြီးတော့ဘာလို့ရမလဲဆိုတာစဉ်းစားပါတယ်။ ကစီကတော့စင်ကနေရှာဖို့တဲ့စ조사ပေးမယ်မရသလိုတန်ကတော့တန်လိုက်အိမ်မြောင်ကိုစစ်ဆေးကြည့်တော့တန်လိုက်ဝင်ရုံစုနေဟာပြောင်းပြန်ဖြစ်နေပြီဆိုတာသတိထားမိပါတယ်။အဲ့လိုဖြစ်ခဲ့တာနောက်ဆုံးချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကပါကစီဟာသူ့ရဲ့ရည်စားတည်ဆုံသွားပြီဖြစ်နေတဲ့ကြောင်းသိလိုက်ရတော့စီတီကမ်းမှုပြင်ထန်ပြီးတော့ပုံအောင်မှုပြေးသွားခဲ့တဲ့အခါသူ့ကိုနှစ်သိန်းမှု조사တဲ့မိခင်ကိုတော့ကန်ထုတ်ခဲ့ပါတယ်။ဂျူလီယန်နဲ့တွန်ကတော့ဂျန်တဲ့ပစ္စည်းတွေကိုစစ်ဆေးနေတဲ့အချိန်ဘင်ကသူ့ရဲ့မွေးနေ့မိဘပေါင်းလေးတွေကိုကြောင်တုံးတစ်လုံးမှချီတောင်းပြီးတော့တခြားအသက်ရှင်တဲ့သူတွေကိုအာယုံဆိုင်မိစေဖို့အတွက်မျှော်လင့်နေပါတယ်။ အဲနောက်မှာတော့တန်ကရေဒီယိုကိုထပ်ပြီးစူးစမ်းလိုက်တော့နောင်ဆိုတဲ့မျိုးသားတယောက်ရင်ကိုတင်မောကပလီနဲ့ဆက်သွယ်နိုင်ခဲ့ပြီးသူ့ရဲ့တင်မောကလည်းကုန်းပေါ်မှာတောင်းတနေတဲ့အကြောင်းနောင်ကပြောပါရယ်တန်လိုက်ဝင်ရုံးဆုံးပြောင်းပြန်ဖြစ်နေတာကြောင့်ပဲတမောကြာရီနောင်ဆိုပြီးတော့မှကုန်းမြေကြီးတွေပေါ်လာတာကိုအတည်ပြုလိုက်ပါရယ်နောင်ဟာတခြားအသက်ရှင်တဲ့သူတွေကိုမတွေ့သေးသလိုဆက်သွယ်ရေးစနစ်တွေလည်းပြတ်စီးနေပါရယ်သူတို့ရစနေနေ့ကျလှုပ်ရှားမှုတွေရှိနေကြကြောင်းပဲဒီဘက်အတွင်းမှာဝင်ရုံးစုနေပြောင်းပြောင်းပြီးတော့ပင်လယ်ရေတွေပြန်လာနိုင်ွယ်ရှိတယ်လို့ဆိုပါရယ် ဲ့လိုဖြစ်ခဲ့တဲ့အခါမှာအခြေအနေတွေကကျန်းတဲ့လာမှာဖြစ်တာကြောင့်ပဲတက်နေသမျှမြင့်တဲ့နေရာတွေကိုတက်ထားဖို့နောင်ကမိသားစုကိုအကြံပေးပါတယ်။သူရဲ့လှုပ်ဖော်ကံမန်းကတော့တင်မောပြစ်ကြတဲ့အချိန်တည်ဆုံသွားခဲ့ပြီးတော့ရှင်ကိုတင်မောမှာသူရုံစာနေရာရှိတာကြောင့်ပဲဂျူလီယာနဲ့တွင်ကတော့သူရဲ့ကလေးတွေကိုကယ်တင်ဖို့အတွက်နောင်ကိုဆွဲဆောင်နိုင်ခဲ့ပြီးနောင်ကတော့ကိုအော်ဒီနေတွေကိုပေးပါတယ်။တန်ကသူတို့စီကိုရောက်ဖို့အတွက်နှစ်ရက်တောင်မှမဟုတ်သုံးရက်ကြာမယ်လို့တွက်ချက်ပြီးနောက်နေ့မနေ့စောစောထွက်မယ်လို့မိသားစုကိုပြောခဲ့ပါဗျ ။နောက်နေ့မနက်မှာတော့သူတို့ဟာပစ္စည်းတွေထုတ်ပို့နေတဲ့အချိန်တွင်ကအနီးနားမှာလှုပ်ရှားနေတဲ့တစုံတရာတွေ့လိုက်ပါတယ်။အဲ့ဒါကတော့ယာယီလန်ကိုကင်ထားတဲ့ခြေတော်ဆွေးနေတဲ့လူတစ်ယောက်နဲ့ဟောင်းနေတဲ့အခွေးတစ်ကောင်ပါ။တွင်ကတော့သူတို့ကိုချင်းခဲ့ပြီးတော့ရေတပလင်းပေးခဲ့ပြီးမြေအဲ့လူရဲ့ဘာသာစကားကိုနားမလည်ခဲ့သလိုရေတော်ပြီးတဲ့နောက်မှာအဲ့လူကတွင်ကိုရေပလင်းနဲ့ရိုက်ပြီးတော့မျက်နှာကိုကန်ချလိုက်ပါတယ်။ထိုင်လန်နေတဲ့ဂျူလီယာကပြေးလာဖို့တဲ့နောက်ကျသွားခဲ့ပြီးအဲ့လူဟာယာယီလန်နဲ့တွန့်ရဲ့ဘိုက်ကိုထိုးဆိုင်လိုက်ပါတယ်တွန့်ရဲ့ခန္ဓာကိုယ်ဟာစက္ကန့်ပိုင်းလောက်လှုပ်ရမ်းသွားပြီးတဲ့နောက်မှာတော့ အဲ့ဒီလူကလေချောင်းကိုပါဖျက်ပစ်လိုက်ပါတော့တယ်။အဲနောက်မှာတော့အဲ့ဒီလူကဂျူလီယာကိုလိုက်ဖမ်းပြီးတော့လှမ်းနေပြစ်ပေးမိ။ဂျူလီယာရဲ့ပကုံးကွန်သာရှက်ထီသွားခဲ့ပြီးအဲ့ဒီရကဂျူလီယာကိုမတားဆီးနိုင်မယ်နဲ့သူဟာရွက်လေစီကိုအမြန်ပြစ်ပေးပြီးတော့တကောက်တွေကိုလောချခိုင်းရင်းနဲ့ကလေးတွေကိုပုံခိုင်းပါတယ်။မော်နမန်ယောက်ကဆိုပါတဲ့ကိုဝင်မုန်းနေကြပြီးဂျူလီယာကသူတို့ကိုမီရှူမီတန်ကိုပေးခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ကဓာတ်ကိုဆွဲခံပြီးတော့ရေချိုးခန်းနဲ့ဝင်ပုန်းနေပါတယ်။ အဲလီဝါတကားကိုရိုက်ခွဲပြီးတော့အထဲကိုဝင်ရောက်လာခဲ့ပြီးအစားအသောက်တချို့ယူပြီးတော့ရွက်လီကိုစတင်ရှာခွေတဲ့အခါနောက်ဆုံးတော့ရေချိုးကန်းစီကိုရောက်လာခဲ့ပါတယ်။ဂျူလီယာကနေရန်ဘောက်ကနေတက်ပြီးတော့သူ့ကိုရှောင်ရှားနိုင်ခဲ့တယ်လို့အဲလီလူကအပြင်ကိုကြည့်လိုက်ပြီးမှသူ့ကိုမမြင်ပါဘူး။ဒါပေမဲ့ဂျူလီယာဟာကိုထက်ဖို့စူးစမ်းနေတော့ခွေးကစတင်ဟောင်းပြီးတော့သူ့မကိုမြေပေါ်လဲချပြစ်လိုက်ပါတယ်။ဂျူလီယာကဓာတ်နဲ့ခွေးကိုတက်ပြီးရုံကလွဲပြီးတော့တခြားရွေးချယ်ချာမရှိတယ်လို့ဒူးစန်းတဲ့အဲလီလူဟာခွေးရဲ့ညီတော်တန်ကိုကြားတာကြောင့်အပြင်ကိုထွက်လာပြီးတော့သူ့ခွေးရဲ့ခန္ဓာကိုယ်ကိုတွေ့တော့စိတ်ထိခိုက်သွားပါတယ်။ ။တချိန်တည်းမှာဂျူလီယာကရွက်လီတဝက်ခိုးကြောင်ခိုးဝဲသွားလာနေရင်ထိတ်ကိုတက်လာပြီးတော့ကျိုးနေတဲ့ပြတင်းဘောက်ကနေပြင်ဝင်မှုစူးစမ်းပါတယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီလူကသူ့ကိုအရင်တွေ့ပြီးတော့တတိနဲ့ထိုးလိုက်ပြန်ပါတယ်။ဂျူလီယာကပရီဘောကတွေကိုစုပ်ကင်ထားပေးမိ